ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမေကလည်းနေ့တိုင်းပဲတီဟင်းနဲ့ပဲချက်ကျွေးနေတာဟင်းကောင်း၅မျိုးမဟုတ်ရင်တော့၂မျိုးလောက်တော့ကောင်းကောင်းလေးတော့ချက်ကျွေးပါအောင်အေးနေ့ရက်ခမအိမ်ရောက်၅မျိုးမဟုတ်ဘူးဟဲ့၁၂မျိုးလောက်ကိုကိုယ်တိုင်ပဲချက်စားလဲ ုစုရဲ့အမေဒေါ်စင်ကစုစုကိုအလိုပြောပြီးမိဘကင်းကနေထွက်သွားလိုက်ပါတယ်။ဒီလိုနဲ့ရဲနဲ့ငယ်ကုန်ဆုံးသွားခဲ့ပါတယ်။စုစုလည်းအိမ်တောင်ကျသွားခဲ့ပါတယ်။စုစုနဲ့အတူသူ့ရောက်မှလေးမျက်မြရင်မင်္ဂလာပွဲကလည်းတည်ရထင်းဖြစ်ပါတယ်။မျက်မြကအိမ်တောင်ကျသွားပေမယ့်အကြောင်းတစ်ခုကြောင့်ရောက်ကမအိမ်မသွားသေးပေသူ့မိအိမ်မှာနေနေရပါတယ်။ဒီနေ့ဟာစွစွအိမ်တောင်ကြပြီးရောက်ကမအိမ်မှာပထမဆုံးထမင်းဟင်းချက်ကျွေးရမယ့်အစဉ်အလာရက်လေးဖြစ်ပါတယ်။ စစ်စုကအနေမကောင်းဖြစ်သွားတော့ဆယ်လာလုပ်ဖို့အတွက်မထနိုင်ဘူးဖြစ်နေပါရဲ့ဘာမှမဖြစ်ဘူးချွေးမလေးရေနေအမြန်ကောင်းသွားအောင်ဒီနေ့တော့နားလိုက်ပါတော့နေကောင်းတဲ့အချိန်ကြမှာအစင်လာပြီးအောင်လောက်ကြတာပေါ့ဟုတ်တယ်ရောင်မလေးရေညီမလည်းရှိနေရပဲရောင်မလေးနေမကောင်းမချင်းညီမကိုယ်တိုင်ရောင်မတွေ့စားကောင်းတာလေးတွေချက်ကျွေးမယ်နော် အော်ပြီးတော့လေအမရဲ့ပထမဆုံးထမင်းချက်ရမယ့်အစင်လာပြီးမှပဲကျမအိမ်ကိုပြန်တော့မယ်ဆူဆူကအလူတွေကြားလိုက်တော့ပျော်ပြီးတွေ့နေပါတယ် ငါရခမအိမ်ကအိမ်သားတွေကအရန်ကောင်းကြတာပဲငါ့ကိုလည်းတော်တော်လေးကိုပြူဆတ်ကြတယ်ခဏနောက်ကြာမှလက်နာကစားစရာဟင်း၁၂မျိုးလောက်နဲ့ထမင်းကိုပကံအကြီးကြီးလေးထည့်လာပြီးစွစုခဲနေလာပို့ပါတယ်ဒါကမြင်တော့စွစုကပြိုးသွားပြီးတော့တင်းနေပါတယ်အမလေးမှိုက်လိုက်တာအိမ်မသားဆိုဟင်း၄မျိုး၅မျိုးစားရတယ်ဆိုတာအရန်ခက်ခဲတယ်ဒါပေမဲ့ဒီမှာတော့ဟင်း၁၂မျိုးလောက်နဲ့စားနေရတယ်ဟင်းတွေမှာဆိုတော့အရွက်ကြော်ကလည်း၄မျိုးလောက်နှုတ်ခဲတွေပဲဟင်းနဲ့ ကင်းရွက်ဆုံဟင်းတွေရောပဲဘန်ကော့ဘီနဲ့လှုပ်ထားတဲ့ပရာထာလေးရောရိုးရိုးပရာထာနဲ့သမင်းကြော်ရောပါလားပြီးတော့အသားတံပေါက်လေးရောပါနေပါလားကျောင်းမလေးရေပါရီကြည့်နေရလဲဒီဟင်းဆက်နှမျိုးလုံးကအမအတွက်ညီမလေးကိုရန်ချက်လာတာအမသိလားဒီတခွားသီးတောက်ကလေအမရဲ့ကျောင်းမလေးမြမရဲ့အကြိုက်တစ်မျိုးလဲဖြစ်တယ်သူကအမနဲ့မင်္ဂလာဆောင်ရဲ့တည့်ရက်ထဲကြတာဆိုတော့သူရခမအိမ်ကိုသွားခဲ့ပြီးအမမပူပါနဲ့အမလက်ရစားဖို့ကျမတယောက်လုံးရှိပါသေးတယ် ကျမတို့အမရဲ့ပထမဆုံးထမင်းချက်တဲ့ဆင်လာပြီးမှပဲပြန်มาလေချွေးမလေးဆွတ်ဆူရေသမီးနေမကောင်းနေတော့စားချင်စိတ်မရှိတော့မှနားလဲပါရဲကွယ်ဒါနဲ့နည်းနည်းဖြစ်ဖြစ်စားလိုက်နော်ဆွတ်ဆူတီအောင်ရောက်ကမအင်းကအင်းသားတွေရင်အကျဉ်းသားနဲ့ဂယုဆိုင်မှုတွေမှာအရင်ပြုံးဝင်နေပါတယ်နောက်တနေ့မနက်မှာဆွတ်ဆူကစောစောထပြီးအပြင်သွားပါတယ်ဒီချိန်မှာဆွတ်ဆူရဲ့ရောက်ကတိဦးနီကဆွတ်ဆူကိုကြည့်ပြီးတော့ပြောလိုက်ပါတယ်ချွေးမလေးဆွတ်ဆူဟာနေပြန်မကောင်းသေးတော့ဘူးအပြင်ထွက်နေတယ် ကျေးမလေးစုစုရဲ့မနက်စာကိုအခန်းထဲပဲပို့ပေးလိုက်ပါ။"အိုးအမစုစုကလည်းအပြင်ပါလို့ထွက်လာနေရလဲ။ညီမအမအတွက်မနက်စာယူလာခဲ့ပေးမယ်။အမအထဲကိုပြန်ဝင်သွားလိုက်ပါ။အဖေတို့ညီမတို့ရေကျမအခန်းထဲမှာတယောက်တည်းမနေချင်လို့ပါ။ကျမအကုန်လုံးနဲ့တူတူမနက်စာစားချင်လို့လာလိုက်တာပါ။ဟုတ်ပါပြီ။လမ်းလွှဲကျေးမလေးထိုင်းထိုင်းဒီနေ့နေရောက်မလေးက12မျိုးလောက်ကိုစပယ်ရှယ်ကောင်းအောင်ချက်ထားတယ်။ သူစုလေးအကုန်လုံးနဲ့ထမင်းစားဖို့ထိုင်လိုက်တော့လက်လာကမနဲ့စားထိတ်ပြီးပြောလိုက်ပါရယ်။ကျော်ရောင်းမလေးစုစုအမနဲ့မကောင်းမချင်းတော့ညီမလေးချက်တာတွေပဲစားရမယ်။နေပြန်ကောင်းသွားရင်တော့ကျမတို့ရှယ်စားကောင်းအောင်ပြန်ချက်ကျွေးပေါ့။ဟုတ်ပါပြီလက်လာချက်ကျွေးမှာပေါ့။အဲ့လိုပြောပြီးစုစုလေးအိမ်ရလူတွေအကုန်လုံးနဲ့ထမင်းဝိုင်းမှာမနဲ့စားစားပါရယ်။မနဲ့စားလုပ်ပြီးတော့စုစုတယောက်ခန်းနေသွားပြီးသူ့မိတော်စင်ကိုဖုန်းခေါ်လိုက်ပါရယ်။အမေသိလား တမီရခမအိမ်ကလူတွေကတရက်ကို12မျိုးလောက်ချက်စားကြတယ်12မျိုးဆိုတာရိုးရိုးမဟုတ်သေးဘူးအဲ့ဒီအထဲမှာဟာလဝါရီရောမုန့်ချိုရီရောပြီးတော့ရိုဒီအမျိုးမျိုးလဲပါသေးတယ်အရွက်ကြော်ဆိုရင်လဲ၄မျိုးလောက်တောင်ပါတာအမေတယောက်ပဲပုံစံတူဟင်း၃မျိုးလောက်ကိုနေ့တိုင်းပဲကျွေးနေတာစွစုသူ့အမေနဲ့ဖုန်းပြောပြီးတော့ဖုန်းချလိုက်ပါတယ်နောက်နေ့ရောက်တော့လဲပဲစွစုဟာဟင်း၁၂မျိုးလောက်နဲ့ထမင်းစားရပြန်ပါတယ် ဒီတခါတော့စုစုတယောက်ကစားတောက်တွေပုံရိုက်ပြီးတော့တငယ်ချင်းတွေကိုပါပတ်ကြွားပါတော့တယ်။ဒီလိုနဲ့9ရက်လောက်ကြာမှတော့စုစုလေးနေပြန်ကောင်းသွားခဲ့ပါတယ်။ဒါကြောင့်သူဒီနေ့သူ့ရဲ့ပထမဆုံးဟင်းချက်ရမယ့်ဆင်လာကိုပြီးမြောက်အောင်လုပ်ရပါတော့မယ်။အကုန်လုံးအိမ်ကမ်းမှာထိုင်နေကြစဉ်စုစုယောက်ျားမောင်တူးကပြောလိုက်ပါတယ်။ဒီနေ့တော့ငါမိမလေးရဲ့ပထမဆုံးဟင်းချက်ရမယ့်ဆင်လာလုပ်ရမယ်နေပဲ။နောက်ဆုံးတော့သူ့လက်ရာလေးစားရတော့မယ်။အမေဘာရီချက်ရမလဲဆိုတာစုစုကိုပြောလိုက်ပါဦး။ ချွေးမလေးစုစုဒီနေ့တော့ဟာလဝါနှုတ်ထမင်းအာလူပါထရာမုံလာဥပါထရာရိုတီနှုတ်ခဲရဲ့အကြော်ရဲ့အာလူနဲ့ကော်ဖီကြော်ရဲ့ပြီးတော့ချွေးမချက်တက်တာလေးတွေပါရောပြီးတော့12မျိုးပြအောင်ချက်လိုက်နော်စုစုတယောက်ထဲမိဖုကန်းလေးဝင်ပြီးတယောက်ထဲဟင်းတွေ12မျိုးလောက်ပြအောင်လို့ချက်ပြုတ်ရပါတယ်အရွက်ကြုံ9မျိုးရဲ့အကြော်ရဲ့ဟာလဝါရဲ့နှုတ်ထမင်းရဲ့ပရာထာရဲ့အကုန်တော့ချက်ပြီးပြီးရိုတီတမျိုးပဲချက်ဖို့ကြံတော့တယ်ရောင်းမလေးရဲ့ ထမင်းစားရဖို့နောက်ထပ်ကြောင်းမှလာရင်အော်ခဏလေးရိုတီပဲကြံတော့တာမဟုတ်လှုပ်ပြီးတာနဲ့ချက်ချင်းရှူလာမယ်နော်ဒီနေ့တော့စွစုရဲ့ပထမနေ့ဖြစ်တာကြောင့်မိဖို့ကြောင်းဝေးရတာပုံမှန်တိုင်းပဲဖြစ်ပါတယ်ဒီဆက်နှမျိုးကိုချက်ပြီးဖို့ကိုလည်း၃နာရီလောက်ကြာသွားခဲ့ပေမယ့်အင်္ဂလူတွေစားပြီးချီးကျူးတန်တွေကြားရတာကြောင့်သူကအမိုးတော်ပြေးသွားပါတယ်အချွေးမာလီယာသူ့ရောက်ခမဒေါ်ဘူးနဲ့ရောင်းမလှလှလိုပဲအချက်ပြုတ်ကောင်းကြောင်းဒီနေ့တက်သေးပြခဲ့ပြီပဲ။ဟွန်းဟုတ်တာပေါ့ အစားတောက်တွေအကုန်လုံးအပြစ်ပြောစရာမရှိအောင်ကိုလုံးဝစားကောင်းနေတယ်။အင်္ဂလူတွေရင်ချီချူးမှုတွေကြောင့်စုစုကတော်တော်လေးပျော်ခဲ့ပါတယ်။ဒီပုံစံအတိုင်းပဲစုစုတယောက်နေ့တိုင်း12မျိုးစီချက်ပြုတ်နေရပါတယ်။ဒီလိုပဲနေ့တိုင်းချက်ပြုတ်ရတော့စုစုတယောက်ကတော်တော်လေးညင်းငွေလာပါတော့တယ်။ရောင်းမလေးဒီနေ့ည12မျိုးချက်ရင်လေဟာလဝါနဲ့နှုတ်ထမင်းလေးပါထည့်ချက်ပေးပါအောင်နော်။ဟုတ်ပါပြီလက်လိုက်ထည့်ချက်ပေးမှာပေါ့။ သူစုတရားချက်ပြုတ်ပြီးချမင်းဝိုင်းပြင်ကအင်္ဂလူတွေကိုကျွေးလိုက်ပါတယ်။ဒေါပုကစားပြီးခဏနေတော့နောက်ရကြချဲ့ရမယ်ဟင်းဆက်နှမျိုးကိုစာရွက်ထည့်ရေးပြီးစုစုကိုပေးလိုက်ပါတယ်။စုစုတရားကလည်းမနက်စိုးချမင်းဟင်းချက်ဖို့လေးနာရင်ထားရပါတယ်။ဒီပုံစံအတိုင်းစုစုတရားတနေ့ကို၃ချိန်ဆက်နှမျိုးသောချမင်းဟင်းတွေနေ့တိုင်းချက်ပြုတ်နေရပါတယ်။တရရောက်တော့စွစွတရားအိယာပေါ်မှာထိုင်ပြီးတွေ့နေပါရဲ့ဖះရေဒီလိုဆက်နှမျိုးနေတိုင်းချက်ပြုတ်နေရတာကိုတော်တော်လေးကိုငြင်းငွေလာပြီ ဒီနေ့တည့်ရဘလို့လို့ပြီး12မျိုးတော့ထမင်းမချက်ရအောင်လှုပ်လိုက်ရင်ကောင်းမလဲစစုက12မျိုးတော့စားတောက်အတန်ကိုကြားလာနေတဲ့စိတ်ညစ်နေပါတယ်အင်းချက်ဖို့မိဖို့ကြောင့်ဝင်းတော့လေပူလို့ပြင်းပေါက်တွေဖွင့်ထားရပါတယ်ပင်းဟင်းချက်ဖို့စီမွေးတတ်တဲ့အချိန်ပါလေပဲအခန်းထဲမှာမှုံပြီးတော့နှာချီပါတော့တယ်အိမ်ကလူတွေကလည်းအမြဲပဲ12မျိုးတော့စားကြတော့တာပဲငါတို့ဒီမှာပင်းဟင်းချက်ရင်နာမလို့စိတ်ညစ်နေပြီပင်းဟင်းလည်းပါရမယ်အရွက်ကြော်လည်းပါရမယ် ရိုတီရောထမင်းပါအကုန်တခါတည်းချက်ပြုတ်နေရတာပဲဒါရီချက်ရလုံးလုံးငါတော်တော်စိတ်ညစ်နေပြီငါ့အမေတယောက်တရက်ကိုဟင်းနှမျိုးသုံးမျိုးပဲဘာလို့ချက်ကျွေးလဲဆိုတာငါအခုမှပဲနားလဲတော့တယ်စွစွတယောက်ကညီငွေစွားနဲ့ဆက်နှမျိုးလုံးသောထမင်းဟင်းတွေချက်လို့ပြီးသွားပါတယ်သူကနေ့တိုင်းနေ့တိုင်းချက်ပြုတ်ရတာလုံးဝတိမခံနိုင်လောက်တဲ့အခြေဖြစ်နေပါတယ်ညတညရောက်တဲ့အခါမှာတော့ဖះရည်ပကံတွေကလည်းတပုံတပင်ကြီးပါလားငါဘဝကြီးရဲ့တဝက်လုံးကလည်း ဒီဆက်နှမျိုးတော့ထမင်းချက်ရင်ကုန်နေတော့မှာပဲအလူပြောပြီးစွတ်စွတ်တရားပကန်းလေးစီမိဖို့ကြောင့်တန်ရှင်းရေလုပ်ပြီးအိတ်ဖို့အတွက်သူ့ခန်းလေးကိုဝင်သွားပါတယ်။နောက်နေ့မနေ့ရောက်တော့သူ့ကိုဆက်နှမျိုးတော်ဟင်းတွေချက်ခိုင်းပါတယ်။ဒီတစ်ခါတော့အကြောင်းပြချက်ပေးပြီးမချက်ရအောင်ကြံနေပါတယ်။အမေရဲ့သမီးအမေတော်တော်နေမကောင်းဖြစ်နေတယ်ပြောလို့အဲ့ဒါအမေကိုသွားတွေ့ချင်တယ်။ထမင်းတွေလည်းချက်ရအောင်မှာအဲ့ဒါဘယ်လိုလုပ်ရမလဲမသိတော့ဘူး။ဘာမှမဖြစ်ပါဘူး။အစားညနေမှချက်လဲရတယ်။ မနက်စာလဲစားပြီးနေပြီဆိုတော့သွားသမီးသမီးအမေကိုသွားတွေ့လိုက်စွစုတယောက်ဒေါပုကိုလိမ့်ပြီးသူ့အမေဒေါစင်းစီကိုသွားလိုက်ပါတယ်စွစုကသူ့အမေကိုအကုန်လုံးပြပြပါတယ်သမီးအခုတော့ဘာတက်နိုင်သေးလဲသမီးကဒီမှာအကြိုင်းနေလို့လည်းမဖြစ်ဘူးလေနေရောက်ခမအိမ်ကလူတွေနေအကြောင်းဘာမှမသိခင်သမီးအခုချက်ချင်းပြန်သွားတာပဲကောင်းမယ်မဟုတ်ရင်နေနဲ့တူတူငါပါရောပြီးအဆုခံနေရအောင်မယ်စွစုတယောက်သူ့အမေပြောတာနားထောင်ပြီးအိမ်ပြန်သွားပါတော့တယ် အဲဒီချိန်မှာဒုပုနဲ့လှလာတို့ကထိုင်ပြီးဟင်းသီးဟင်းရွက်တွေလှီးနေကြပါတယ်။ရောင်းမလေးလာတာအချိန်ကြိုက်ပဲ။မြမတို့အသီးရွက်တွေလှီးပြီးပြီ။ပဲဟင်းအိုလည်းမီးဖို့ပေါ်တင်ထားတယ်။ကျန်တာတော့ဆွတ်ဆွပဲကြီးချက်လိုက်တော့နော်။အဲ့လိုပြောပြီးဒုပုနဲ့လှလာတို့လုံနေရကနေထပြီးတော့ထွက်သွားပါတယ်။ဆွတ်ဆွတယောက်ကတော့မမောနဲ့မီးဖို့ခဲနေဝင်ပြီးဟင်းတွေကိုချက်ပြုတ်ရပါတယ်။နေ့ရက်ကြာပြီးတဲ့အခါမှာဆွတ်ဆွတယောက်ကဟင်းမချက်ချင်းလို့စင်ကြေးပေးဖို့အကြောင်းထက်ရှာနေပါတယ်။ တနေ့ကို12မျိုးဟင်းတွေ၃ချိန်လောက်ချက်ချက်ပြီးကျမတော်တော်မောနေပြီအမျိုးအစားနည်းနည်းလျှော့ပေးဖို့နင့်အမေကိုပြောပေးမလားဒါမှမဟုတ်အိမ်အကူတယောက်ခေါ်ပေးမလားကျမတယောက်တည်းမလုံနိုင်တော့ဘူးဟုတ်ပါပြီကိုအမေနဲ့တစ်ချက်ပြောပေးပါမယ်စုစုကိုအလိုပြောပြီးမောင်တူတယောက်သူ့အမေဒေါ်ပုစီကိုသွားပြီးတော့ပြောလိုက်ပါတယ်တောင်ကြားပြီးတော့လှလာတယောက်ကအကူနဲ့ရောင်းမကိုထပီးပြောလိုက်ပါတယ်အကူညီမလည်းအိမ်အောင်ကြပြီးသားသူတယောက်ပါညီမလည်းရက်ခမအိမ်မှာ၁၂မျိုးမဟုတ်ဘူး 14မျိုးလောက်စားရတယ်။ဒါပေမဲ့အခုရောက်မှလေလက်ရစားဖို့ခဏလောက်ဒီမှာဆက်နေနေတာ။အရင်ကညီမလည်းဒီမှာတာမျိုးတွေချက်ခဲ့တာပဲ။ရောက်မှလေကဘာလို့မချက်နိုင်တော့တာလဲတဲ့။အမေကြည့်လိုက်အောင်။စုစုရဲ့ဒရမာတွေကလည်းမပြီးနိုင်တော့ဘူး။အေးနင့်ညီမလေးပြောတာမှန်တယ်။ဒီအိမ်မှာပါအိမ်ဖို့မှမခေါ်ရဘူး။အလူတွေပြောပြီးဒေါ်ပုတိအောင်ခန်းလေးကိုဝင်သွားပါတယ်။ဒါပေမဲ့အေတနာစီအောင်ဆွတ်ဆူလေးကတော့မိဖုကန်းလေးဝင်ပြီးချက်ပြုတ်နေရပြန်ပါတယ်။ နောက်နေ့မနက်မှာစူးစူးဟင်းသီးဟင်းရွက်တွေဝဲဖို့ဈေးသွားခဲ့ပါတယ်။အင်ဂျင်နဲ့အိမ်နဲ့ဈေးသုံးပြီးအပြင်မှာပြည်သူငယ်ချင်းလေးနဲ့တွေ့ပါတယ်။အေးစူးစူးမင်္ဂလာဆောင်ပြီးတဲ့အခုမှပဲတွေ့တော့တယ်ဟာ။ညားလိုက်တဲ့ပစ္စည်းတွေတလဆာလုံးတစ်ခါတည်းဝဲလိုက်တာလား။ဘယ်ရတာတလဆာဖြစ်ရမလဲ။ဒါတရက်စာပဲရှိတယ်။တစ်နေ့လုံးလဲအစား၁၂မျိုးလောက်ချက်နေရတာတော်တော်လေးကိုစိတ်ညစ်နေပါပြီဟဲ့။ဘာလုပ်လို့လုပ်ရမလဲမသိတော့ပါဘူး။อืมငါပါမှတော့မလုပ်ပေးနိုင်ပေမဲ့အကြံတစ်ခုတော့ပေးနိုင်တယ် ။မူယန်ကစွစုကိုသူ့မိန်ကိုပြန်ဖို့အတွက်ကြံပေးပြီးသူ့လိန်အိမ်ပြန်သွားခဲ့ပါတယ်။စွစုတယောက်ကညာအထိအိမ်ပြန်မရောက်တော့နှစ်လတယောက်မိဖုကန်းနေဝင်ပြီးထမင်းဟင်းချက်ရပါတယ်။နောက်နေ့မနေ့ရောက်တော့ဦးနီကစွစုကိုဖုန်းဆက်ပါတယ်။တမီးအိမ်ကိုလုံးဝမပြန်လာနိုင်ဘူးအဖေ။အိမ်ဖို့တယောက်ခွန်ရင် ခေါ်ပေး။မဟုတ်ရင်အစား၁၂မျိုးလျှော့ပေး။ဒါဆိုတမီးပြန်လာမယ်။စစတယောက်ကဦးနီကိုလူပြောပြီးဖုန်းချသွားပါတော့တယ်။တစ်ဖက်မှာဆလာတယောက်သူ့မိန်းနဲ့တူထမင်းဟင်းတွေချက်ပြုတ်နေရပါတယ်။ တပတ်သားကြာသွားခဲ့ပါတယ်။စုစုတယောက်သူ့ရောက်ခမရင်ကိုမပြန်ပါဘူး။လလတယောက်နဲ့သူ့ရောက်ခမရင်ပြန်ရတော့မှမို့အဝိတ္တိထင်နေပါတယ်။အမေ၊သမီးလည်းအိမ်အောင်ကြပြီးသားမင်းကလေးပဲ။ဒီမှာပဲအမြဲနေလို့မှမရတာ။သမီးဒီမှာနေတာလဲနှစ်လပြည့်တော့မယ်။သမီးလည်းရောက်ခမရင်ကိုပြန်တက်မှာပြီ။ညီမလေးမြမြလည်းအိမ်အောင်ကြပြီးတဲ့ကပြန်မလာသေးဘူး။ပြီးတော့ရောက်မလေးစုစု၊သူ့အိမ်အလုပ်မနိုင်ဘူးပြောနေတာ။အိမ်ကိုတယောက်တော့ထားပေးလိုက်ပေါ့။မဟုတ်လဲအမေနည်းနည်းပါးပါးကူပေးလိုက်ပါ။ ကနားပါတယ်သူလည်းတယောက်ထဲလုံနေရရှာတာတော်ဘူးကြီးတလုံးတောင်တောင်းဆိုနေတာလက်ခံလိုက်ပါတော့အိမ်ပေါ်တယောက်မထားနိုင်တော့တဲ့အထီတော့ငါတို့မမွေးသေးပါဘူးချွေးပါလေးလည်းစိတ်ညစ်နေမှာပဲလေပူပါလေးပူသေးတယ်ပြီးတော့အရင်နှစ်သမီးငယ်ဆုံးအင်းတော်မကြခင်ရလေအိမ်ပေါ်တယောက်ထားသေးတာပဲဒီလိုနေတိုင်းဆက်နှမျိုးကြီးချက်ရတာလည်းမလွယ်ဘူးလေချွေးမလေးသာရင်ကလေးကပြောလိုက်ရင်အိမ်ပေါ်ရင်ကလေးကခေါ်ပြီးမိမှာအမေကလေလက်ခံလိုက်ပါနော်တက်လာလေပြန်တော့မယ် သူ့အင်းကလူတွေကအတင်းပြောတော့ဒေါပုတယောက်ကလက်ခံလိုက်ပြီးအိမ်မော်တယောက်ခေါ်လိုက်ပါတယ်။ဒေါပုကတူတူမီလှလှရောက်ကမအိမ်ပြန်သွားတော့ချွေးမလေးစွစုကိုပြန်သွားခေါ်လိုက်ပါတယ်။အိမ်နောက်မှာစွစုတယောက်ကအိမ်အကူနဲ့ထမင်းဟင်းတွေချက်ပြုတ်ပြီးသူ့ရောက်ကမအိမ်မှာပျော်ရွှင်စွာနဲ့နေထိုင်သွားပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။